ဒါကတော့ဇက်ပေါ်မှာဘူးတည်တာပေါ့ဒါရဲ့ဟို surprise တွေပါတယ်လုံးဆရာမလို့ကအန်တီတူကတော့မင်းအခု director လို့မင်းအခုဘာပြောမလဲဘာရိုက်မလဲတိုင်းလဲဆိုလုပ်ပြလိုက်မှာပဲဂျွန်းထိုးဟိဆိုဂျွန်းထိုးတာပဲဟဟာရန်တွေ့မလားဖွားကြီးအဲချက်ချင်းလာမယ်အဲဟိုချစ်ဆရာကောင်တွေမူရမယ်ပဲလေးတွေများမလားအာဒါမျိုးတွေပဲပဲရမယ်ဒါရဲ့မင်းပါခိုင်းရင်ခိုင်းရင်လာလုပ်လိုက်အဲ့လိုပဲပေါ့ director ကြီးတွေရော director အစ်စ်တွေကိုဒီဇက်လိုက်ရဲ့ကြောရိုးကိုကြည့်ပြီးတော့အန်တီတူကလုပ်ပေးရမှာလေဒီကမြူတူနဲ့တူမလားလို့ဆိုပြီးမြူတူလိုလီချင်းချင်းလေးကလေး အတူလိုက်ငိုဆိုလဲဖွင့်ငိုလိုက်မှာပေါ့ဟာတာဆိုလဲဟာကြည့်ပါဘာဖြစ်လဲအဲဒါမျိုးတွေပေါ့သားရဲ့အမေတို့အတတ်ပညာတွေဆိုတာမကုံဆုံးပါဘူးဟုတ်တယ်မလားသူ့လူကြီးကကြွလန်းလို့သွားတတော်တော့ခေါ်ထွက်အမေဒါခေါ်တာမဟုတ်သွားရှေ့ကိုနည်းနည်းထွက်နေအဲ့တော့ ဒါ ida အစ်စ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ရိုင်ကြီးကတော့ဒီဒီတိုင်းပဲဒီမက်တပ်ပဲသွားမှာဘယ်သူမှချုံပြီးရိုက်လို့မရဘူးဟုတ်တယ်မလားအမေငိုဆုံငိုလိုက်ရုံပဲအမေရီဆုံရီလိုက်ရုံပဲအမေကြမ်းလှဟိတ်ဆိုဒါပဲဒါရေအနုပိစာဆိုတာစိတ်သက်ကြရအယုတ်ဖြစ်ရဟာယော့ဒီမှာ MS Mail Remover နန်းစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ ပြေးတက်ကမြစ်တာပေါ့နော်ဖရာတရားဂုံကျေးဇူးနဲ့မတူလူဘဝကိုတစ်ခါပြန်ရောက်လာပြီပေါ့နော်နှစ်ခါရှိပြီသိမလို့ဖြစ်တာလေဒါမင်းနဲ့ပြေးတက်ကကိုအမှုပြညာတိုင်းဝိုင်းနေကကုညီပတ်မှုတဲ့တိပထမတစ်ခါအုံတော့သွေးကြောပြစ်တာပြတ်ပြတ်သွားတာလေပြတ်သွားတာလည်းပြန်ကောင်းလာတဲ့နော်အခုဒုတိယကြိမ်ကြောက်ကဝေဒနာဖြစ်တယ်ကြောက်ကလေးကဆင်းပြီးတော့မှဆင်းပြီးတော့မှဆင်းဝင်ပြန်ဆင်းလာတယ်အဲ့မတူကကြောက်ကမှရာတက်ပန်ဆေးရတဲ့ကြောက်ကရှိသလို့ သုံးကာဆေးပြီးတော့မှပြီးတဲ့ကြောက်ကလည်းရှိတယ်။အဲ့တော့မတူကကုသကံကောင်းရင်တော့အဲ့ဒီသုံးကာဆေးပြီးရင်လုံးဝမဆေးရတဲ့အထက်မှာပါသွားတဲ့ယောဂရှင်ဖြစ်တဲ့မတူအသက်ရှည်လာတာပါရှင်။နောက်ပြီးတော့ခုမတူကိုပြိတ္တအများကောအနုပညာလောကကိုခုနှစ်သားသမီးတွေပေးတဲ့ငွေကြေးနဲ့မတူဆင်းဟူစတဲ့ကနေပြီးတော့ဆင်းတဲ့အထိပေါ့နော်။ဒီနေ့ဒီချိန်ဆင်းဟူဆင်းတာခုနှစ်လပြည့်တဲ့ညီမသူတို့တွေကပံ့ပိုးကူညီမှုနဲ့မတူအသက်ရှင်နေတာပါရှင်။ ဒါမှမဟုတ်ねမတူကအခုရုပ်ရှင်လောကမှာရုပ်ရှင်အမှုပညာရဲ့နည်းမြေဖြစ်တဲ့မြန်မာနိုင်ငံရုပ်ရှင်စီယုံမှာပြတ်ဆတ်တဲ့နောက်ခံတေးကြီးဒါလာမှာအမှုဆောင်ပြတာဝန်ထမ်းဆောင်နေပါတယ်။အဲ့ဒါအားလုံးမတူတို့ရဲ့ဟိုဘယ်လိုခေါ်မလဲပွဲတော်ကြီးလေမြန်မာရုပ်ရှင်နေ့ဆို73ရက်နေ့ဆိုခေခါအဆက်ဆက်ကိုလုပ်ခဲ့တာအဲ့ဒီပြင်မတူဒီဥလူမင်းလက်ထက်တည်းကအမှုဆောင်လုပ်လာတာပေါ့နော်1900အဲ2017 2017ဆက်နှစ်ထဲရနေပြီးတော့ အမှုဆောင်လုပ်ခဲ့တဲ့2018မှာတခါနားတယ်2018မှာမတူ miss ပြိုင်ပွဲတွေပါဒီပြိုင်တော့နိုင်ငံခြားအောင်သွားလို့အဲ့ဒီအချိန်မှာနားလိုက်တယ်နောက်2018ကနောက်ပိုင်းအခု2020နှစ်23ခု24 25မှာအမှုဆောင်ပြန်ပြီးပြန်ဖြစ်တယ်ဒီမှာပြန်ပြီးပြန်လုပ်ပေးတယ်မြန်မာနိုင်ငံရုပ်ရှင်စီးရုံးမှာပြန်ပြီးတော့လိုအပ်တဲ့ဘက်ကနေပံ့ပိုးကူညီနေတယ်ဘာဖြစ်လို့လဲမတူရဲ့အသက်ကိုကယ်ထားတာမြန်မာနိုင်ငံရုပ်ရှင်စီးရုံးနဲ့ရုပ်ရှင်စီးရုံးနဲ့ ပတ်သက်တဲ့အမှုပညာအတိုင်းဝဲရသာသမိတွေအားလုံးကမတူကိုကယ်ထားတာလीသူတို့ရဲ့ငွေကြေးတွေနဲ့မတူကိုလာပြီးတော့ကယ်ထားတော့သူတို့ရဲ့ပတ်စံတွေကမတူရဲ့ကိုယ်ထဲမှာရှိတယ်အဲ့တော့မတူရဲ့စိတ်ထဲမှာငါသည်အမှုပညာလုပ်ကိုတည်တည်ထိတာဝန်ကျေစွာမြန်မာနိုင်ငံရုပ်ရှင်အစည်းအဝေးမှာလုပ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကပါသွားပြီအဲ့ဒါကြောင့်လဲအန်တီတူကုကိုပိုင်ရပေါ်ပိုင်ရတော့ဟိုကောင်းနေတာပဲဒါပေမဲ့ဒူးကောင်းရတော့မကောင်းဘူးဒါပေမဲ့ဒူးနာလာအခုဒူးမနာဘူးလမ်းလျှောက်ရတာနည်းနည်းအခက်အခဲဖြစ်နေတယ်ဟိုလမ်းလျှောက်တင်တယ်လို့ဖြစ်နေတယ် ဒူးကနေပြီးတော့လေဒူးကြောင့်မို့လို့ပေါ့အသက်ကြီးတာလည်းပါတယ်ဆေးဝါဆေးပြီးတော့ဆေးုံမှာတလားလောက်ကလမ်းမလျှောက်ပါဘူးခမင်းလည်းမစားရဘူးဆိုတော့လေလူကနည်းနည်းချိတလို့ဖြစ်သွားတယ်အဲ့ဒီအောက်ပိုင်းတော့မချိဘူးပေါ့နော်သူများလေဖြတ်တယ်နဲ့လေမဖြတ်ပါဘူးဟိုလမ်းလျှောက်တတ်တဲ့ကလေးလို့ပေါ့နော်ကိုယ့်ကိုယ်ပြန်ပြီးလေ့ကျင့်နေရလို့ပါအဲ့ကြောင့်မို့မတူအကုန်ကောင်းပါတယ်အခုချိန်မှဆိုလို့ရှိရင်မတူသွေးတို့လည်းမရှိတော့ဘူးသွေးတို့စီလည်းတောက်ထရမလို့စီကြိုစီကြိုသွေးကြိုလည်းမတူမှမရှိဘူးအင်ဆူလင်လည်းမထိုးရဘူးစီကြိုသွေးကြိုစီလည်း မစားဘူးအခုမတူကဆရာဝန်ကြီးတွေပြောလိုက်တဲ့အတိုင်းပဲကိုကိုကိုအဆက်မစားနဲ့အငံမစားနဲ့အချိုတွေအရမ်းမစားနဲ့ကိုကိုကို ချင့်ချိန်ပြီးတော့အသက်ရှင်အောင်နေနေရတာကိုကွယ်သူ့လူကြီးကလှလန်းတော့တောင်းလောက်ခေါ်ထွက်အမေဒါခေါ်တာမဟုတ်သွားရှေ့ကိုနည်းနည်းထွက်နေအောက်ကနှခမ်းလေးနေပူမှာသူ့လူသူကကပေးတာဟွန်းမတူးတက်မှာငယ်ငယ်လေးရှိသေးတယ်ခလေးပဲရှိသေးတယ်ဘယ်နဲ့တော့အသက်လာမေးတယ်86 86ဆိုတော့တက်ကြီးပူဇော်ပဲပါနေပြီလေဒါပေမဲ့ကိုကကိုကိုကလေးလိုပဲတဘောထားလဲစင်မော်ပဲတော့မှမတက်ဘူးကိုကိုကတော့ခံတာ9နှစ်ရှိပြီဒါပေမဲ့ခတ်တည်တည်ပဲမတက်ချင်ဘူးရှက်တယ်လေရှက်လို့ဒါမှမဟုတ်မတူမတက်ဘူးအဲ့ကိုတဲ့ဝါကြီးတဘာကြီးတဲ့လူတွေပဲကိုကကတော့ကျင်တာလေကိုကကိုကိုကိုတော့ကလေးပဲထင်နေတာဒါပေမဲ့အရွယ်ကကြာကြာအခုလောလောဆယ်တော့ကိုကမရိုက်ရရင်မနေနိုင်ဘူးလေမနေနိုင်တော့မြို့ခိုင်တဲ့ကိုနေက YouTube မှာတူတူပွားမယ်ဆိုတဲ့အစီအစဉ်လေးမှာရိုက်နေပါတယ်အဲ့ဒါအပတ်တိုင်းရိုက်နေတယ်နော် ဘာတိုင်းမှာတောက်ကြစနေတနေ့ကနေဆိုလို့ရှိရင်လွှင့်နေပါပြီအဲ့ဒါတော့တူတူပွားမယ်ဆိုတော့ပထမတော့အတင်းပြောတာလို့ထင်တယ်လေအတင်းပြောတာလည်းမဟုတ်ပါဘူးဒီ YouTube ပေါ်မှာဘယ်တင် Facebook ပေါ်မှာတက်လာတဲ့ comment လေးတွေမော်ဒါလေးတွေပေါ့နော်အကြောင်းအရာလေးတွေမှာတချို့ဆို လူတွေကမသိသွားတာရှိတယ်ကိုယ်တွေတောင်တစ်ခါတည်းကကြော်သွားတယ်ဘလ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 အဲ့ဒီမှာအဲ့ဒီထဲမှာမှတ်သားစရာကောင်းတာလေးတွေအဲ့ဒါလေးတွေပေါ့အဲ့ဒါလေးတွေကိုကြီးစရာလေးနဲ့ပြောတာပါကျမကြီးလည်းပါတယ်ရုပ်ရှင်ဘုဟုသုတလည်းပါတယ်ဂီတလည်းပါတယ်သဘင်လည်းပါတယ်အားလုံးစုံအောင်လို့ပြောတာပေါ့ ဟိုလောလောဆယ်တော့အတင်းပြောတယ်ပဲပြောလိုက်တာပါနော်မမတော့အတင်းပြောတာမဟုတ်ပါဘူးဟိုအတွေ့အကြုံလေးတွေကိုကျမတို့ပြောနေကြတာပါနော်ရပိတ်တက်ကြီးအားပေးဦးနောက်ပြီးရင်မတူဟိုဆရာဇုံမြူးရိုက်ထားတဲ့တော့ဇာလန်တူလေးတခုရိုက်ထားတယ်အဲ့ဒါလေးကြည့်ရတော့မှာပါနောက်ခုဒိုက်တာမဟာဒိုက်တာမဟာဆိုတော့သူကလည်းသူရိုက်နေတဲ့ကားမှာအမေးတဲ့မေကောင်းကောင်းလာချောက်နေပြီလျှောက်နေပြီအဲ့ဒါဆိုသူကလည်းရိုက်မယ်ပြောထားပါတယ်ရိုက်တော့ရိုက်တော့မှာပါနောက်ဟိုရှာမင်းသူကလည်းအမေးရိုက်ချင်တယ်ပြောထားတယ် ်နောက်တကမင်းဆက်တဲ့နော်အဲ तू ကလည်းအမေတဲ့အမေကိုလည်းပြင်ရိုက်ဝဲတဲ့ तू ကလည်းရိုက်ဖို့စုအစီအစဉ်လေးတွေရှိပါတယ်ပြောထားပါတယ်ရှင်အဲ့တော့ပြိတ်သက်ကြီးကိုလည်းမတူရဲ့ဟိုမတေသေးသေးတော့မတူကလုတ်ပေးနေမှာပဲလုတ်ပြနေမှာပြိတ်သက်ကိုလုတ်ချင်တယ်လीစိုက်နာကြရင်ကချင်တာလीအဲ့တော့အမေဖွဲ့နေလဲကအောင်မှာချက်ကိုကောင်းအောင် လုပ်နေတယ်အမေဖွဲ့ရတော့မပွဲရှိတယ်တဲ့အမေစားကဒေါနဲ့နဲ့စားလမ်းဖုံးဆက်တယ်ရှင် အဲဆက်ကွန်ဆက်ရှိတဲ့ဆက်ကွန်ညနေမှာတီးလုံးတိုက်မယ်တဲ့ဆက်ရှိညနေမှာကမယ်ဆိုဒီမှာရွာကျင်နေတဲ့ခြေောက်ကိုမြန်မြန်ကောင်းအောင်လုံးနေလားကကျင်လို့လေအမေတို့ကတကြံဆိုရင်အမေဖွဲ့တိတယ်မလားစရုံးကြီးနေတယ်အေးအဲ့ဒီအမေဖွဲ့ကနေပြီးတော့မှမြမကျက်တီးဆောင်ထွက်ပြီးကကြအောင်ပါပါရှင့်ဟောပြေးတကြီးတော့ဆက်ပြီးအားပေးကြအောင်ပေါ့နော်အားလုံးကလည်းမတူကချစ်ပါလေမတူကလည်းအားလုံးကိုပေးတကြီးကိုကြမ်းမချမ်းသာပါစေလို့ဒီကနေ့မေတ္တာပို့လိုက်ပါလေရှင်ဒါကတော့ဇက်ပေါ်မှာဘူးတည်တာပေါ့ဒါရဲ့ ဟို surprise တွေပါနေလုံးဆရာမလို့ပါအန်တီတူကတော့မင်းအခု director လို့မင်းအခုဘာပြောမလဲဘာရိုက်မလဲတိုင်းလဲဆိုလုပ်ပြလိုက်မှာပဲဂျွန်းထိုးဟိတ်ဆိုဂျွန်းထိုးတာပဲဟုတ်လားရန်တွေ့မလားဘွားကြီးအဲချက်ချင်းလာမယ်အဲဟိုချစ်ဆရာကောင်းတဲ့မူရမယ်ပဲလေးတွေများမလားအာဒါမျိုးတွေပဲပဲရမယ်တာရဲ့မင်းပါခိုင်းရင်ခိုင်းရင်လာလုပ်လိုက်အဲ့လိုပဲပေါ့ director ကြီးတွေရော director အစ်စ်တွေကိုဒီဇလန်ရဲ့ကြောရိုးကိုကြည့်ပြီးတော့အန်တီတူကလုပ်ပေးရမှာလေငိုဆိုလဲငိုလိုက်မှာပေါ့ဟာတာဆိုလဲဟာကြည့်ပါဘာဖြစ်လဲအဲဒါမျိုးတွေပေါ့တာရဲ့အမေတို့ အတတ်ပညာတွေဆိုတာမကုံဆုံးပါဘူးဟုတ်တယ်မလားအဲ့တော့ဒါတာအစ်စ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ရိုင်နီးရတော့ဒီနီးတိုင်းပဲဒီမက်တပ်ပဲသွားမှာဘယ်သူမှမချုံမရိုက်လို့မရဘူးဟုတ်တယ်မလားအမေငိုးဆုံငိုလိုက်ရုံပဲအမေကြီးဆုံကြီးလိုက်ရုံပဲအမေကြမ်းလှဟိတ်ဆိုဒါပဲဒါရေအနုပိစာဆိုတာဆေးဆက်ကြရအယုတ်ဖြစ်ရမယ်